မတ်လ18ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါသခိုင်းတိုင်းကတာမြို့အခြေဆိုင်ချင်းမြန်တက်ရင်ခမရ309ကထွက်လာတဲ့အင်အား150ခန့်ပါစစ်ကောင်စီစစ်ကြောင်းကိုအင်းတော်နဲ့ကတာမြို့နယ်ကြားမှာမတ်လ15ရက်နေ့ကတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေဂျားဖြတ်တိုက်ခတ်ခဲ့ပြီးအရာရှိတချို့အပါအဝင်စစ်တုံးပန်း29ဦးဖမ်းမိတယ်လို့သိရပါတယ်ရှင်။သခိုင်းတိုင်းသခိုင်းမြို့နယ်ကဆင့်ကိုင်ချေးရွာကိုမနေ့ညပိုင်း10နာရီကျော်လောက်မှာစစ်တပ်၄ချောင်းတိုက်ခတ်ခဲ့တာကြောင့် တက်ကြီးရွယ်ဦးနဲ့လာသားကလေးငယ်အပါအဝင်တေဆုံးသူ၄ဦးရှိပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်စင်ကိုင်ကျေးရွာမှာတိုက်ပွဲဖြစ်တာမရှိဘဲစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ဒေသခံတွေပြောပါရရှင်။စစ်ရေးတင်းမာနေတဲ့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစစ်တပ်လက်အောက်ခံပြည်သူစစ်အဖွဲ့ကအမျိုးသမီးတွေကိုမြင်းကြံမြို့အခြေဆိုင်စစ်ကောင်စီတပ်ရဲ့အမှတ်၅ချင်းမြတ်တရင်ဌာနချုပ်မှာစစ်တင်တန်းပေးနေပါဗျ။အခုဆိုအမျိုးသမီးတွေကိုမြင်းကြံမှာစစ်တင်တန်းပေးနေတာ အပတ်စဉ်၃ရောက်နေပြီလို့သိရပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့တိုက်ပွဲအတွင်းအထိနာနေတဲ့စစ်ကောင်စီတပ်ကအင်အားဖြည့်တင်းပြီးထပ်မံထိုးစစ်ဆင်ဖို့ကြိုးပမ်းနေတယ်လို့ကရင်နီပူပေါင်းတပ်ဖွဲ့တာဝန်ရှိသူတချို့ပြောပါရယ်။မတ်လ၁၄ရက်နေ့မှာကရင်နီတပ်ပေါင်းစုရဲ့တံပြန်ထိုးစစ်အပြီးစစ်ကောင်စီတပ်ဟာကင်းစခန်းတချို့ကိုစွန့်ခွာခဲ့ရတဲ့နောက်လူအင်အားနဲ့လက်နက်ဖြည့်တင်းမှုပြုလုပ်နေတာဖြစ်ပါရယ်ရှင်။